အမကတော့ဒီဟာကို highly recommend ပေးပါတယ်အရင်သဘောကျပါတယ်ဟုတ်ဒီနေ့ကတော့မြခုံးပေါ့နော်မြခုံးလေးကိုတက်တူးတွားလို့မနေဒီ၃လပိုင်းနဲ့မှာပေါ့နော်ခင်ဗျာကုရီဖြစ်မလား fort tree ဖြစ်မလားမသိဘူးလာရကူရေးလေးရှိတော့ရကူရေးလေးမှာခင်ဗျာအမိလုတ်နေရဖြစ်တဲ့တော့ကြောင့်မျက်နှာတော့ဘဲဖေ့စ်ကြံ့တော့ကြပါနဲ့လို့ဆိုတော့ခင်ဗျာရဲ့ origin နဲ့ ချိတ်ထားတဲ့မြခုံးပေါ့နော်။ကျွန်တော်ကိုယ့်အားနည်းချက်ကဘာလဲဆိုတော့လုံးဝမြခုံးဝင်ဆွဲတယ်ပေါ့။ဒီသွားနေရတော့ beauty house ဆိုတဲ့ဆိုင်လေး။သူကလမ်းမတော်မှာရှိတယ်။ဒီကလုံးဝမျက်နှာပြောင်ပါရှင်။မျက်နှာလည်းဟိုတနေ့ကလှုပ်ထားတာလေးတွေကပျောက်သိမ်းပေါ့နော်။ Okay, let's go. ဲ့လောက်ကလေးမှအဆင်ပြေမယ်ပေါ့နော်ဟုတ်တယ်ရတယ်မှာဒီ shape ကြီးကလှတယ်မှန်တယ်လေဟုတ်လိုက်တယ်မလားလိုက်တယ်လိုက်တယ် hair stroke ကတော့အရန်တပါသွားတော့စံတော့လေဟုတ်လားတကယ်လို့မှဒီနီးပါးလောက်လေး reset လုပ်ခြင်းနဲ့ပြီးတော့နောက်တစ်ခုကအဲ့လိုဘုံကပြန်မဆွဲလဲလှဖို့ဆိုရင်တော့အမီလေးနည်းနည်းရောအဲ့လို hair stroke ကိုမှဒီမှာနည်းနည်းစိစိလေးလို့ဟိုကနဲ့အမုံမကြိုက်ဘူးဆိုရင်လည်းပေါ့နော်အမုံကြိုက်အဓိကဘလို့မကြိုက်တာဆိုတော့မိတ်ကမလိမ့်တဲ့အချိန်ဆိုရင်ဒါနဲ့ဒါနဲ့ကွာဟနေမလားလို့ပေါ့နော်ဒါပေမဲ့မမြခုံးမွေးရှိရတဲ့အတွက်လေအဲ့လိုမျိုးကွာဟတာ ဲ့ဆိုဒီမှာလေးအဆင်ပြေမဲ့ဒီဇိုင်းတာမအောင်လုပ်ပေးတယ်နော်ဟုတ်ကဲ့ဆွဲပေးမယ်လက်မှတ်လာလေးပြီးတော့အဓိကညီဝါမယ်ဟုတ်ပြီးတော့အခုထပ်ပို့ပြီးတော့ပုံကြပါပြီးတော့ပို့ထားပါမယ်ကျေးဇူးပါအရင်ဆုံးထုံစေးလေးနေမယ်ဒီမှာမိတ်ကပ်လိမ်းထားမဟုတ်လို့ confidence သိပြီးရှိတယ် လုံးကြီးပြရားကြီးဖြစ်သွားအောင်ကြာလာနေလေးနေပါတော့เนาะအဲ့ဒါဝိုင်းနေတန်ထပ်ပြီးအခုနောက်ပိုင်းနဲ့ဒီပညာရဲ့အရင် update တွေပေါ်နေတာဆိုတော့မအခုလို့အမြင်လေးတွေတော့ဆက်ဆက်ထူတာတော့ဆောင်းတော့ထုံးတယ်ဆိုတော့တေချာဆွဲရမယ် 游戏。 ြီးတော့မှလေဘွားစုပါခဲ့600ရယ် တော့အဲဒီလေးကြီးကခင်ဗျားကျတော့ဒီအပေါ်ထိသွားတာအဲအဲ့လားဟုတ်တယ်မှာဒီမှာအစ်စ်နည်းနည်းလေးလို့ပါအင်းဟုတ်တယ်နော်ဟုတ်တယ်ဆင်ပြေရယ် အရန်အဆင်ပြေတယ်ဘာဖြစ်လဲဆိုတော့အမကဒီမျက်ခုံးတက်တူထိုးဖို့ဆိုလို့ရှိရင် အရန်ကြောက်တာဟုတ်3နှစ်လောက်စဉ်းစားခဲ့ရတယ်ဘာလို့ဆိုတော့အဲ့လို ိုးပြီးသွားတဲ့အပေါ်တချို့ bad result တွေကိုမြင်ရတာပေါ့နော်လို့မျိုးခုံးကြီးရလို့အထူးကြီးအပြားကြီးငါထိုးပြီးပြီးချင်းရောအဲ့လိုကြီးဖြစ်မှာလားအဲ့ပြီးတော့ဒီဟာငါမကြိုက်ရင်ရောပြီးသွားရင်အယောင်တွေကဘယ်လိုပြန်ဖြစ်သွားမလဲပေါ့နော်ငါထိုးပြီးတော့မှထိုးထိုးချင်းမှာကိုရုပ်ဆိုးသွားတဲ့ဟာကြီးကိုကိုကအဆင်မပြေတာပေါ့ဆိုတော့တခါလေကိုကရိုက်ကွေးရေးဘာတွေရှိလို့ရှိရင်ဒီဟာနဲ့ကဘယ်လိုမှအဆင်မပြေဘူးလေဆိုတော့အခုဟာကတော့အရန်သဘောကျတယ်ဒါလေးအောင်မှညီမလေးပြောတာဒီထက်ထပ်ပြီးတော့တော့ကမှဲရောမှာဆိုတော့ဒီဟာတော့မှ तू ကပြောရမယ်ဆိုလို့ရှိရင် အပြင်သွားမယ်ဆိုရင် င်ပိတ်ပြီးတော့ဟိုအစင်မပြေထက်မှာမပါဘူးဟုတ်တယ်အရင်မသိတာဟုတ်တယ်အမထိုးထားတာကြတော့လောကဒီအမြင် hair stroke hair stroke ကိုပဲလောကထိုးထားတာဖြစ်တဲ့ကြောင့်မလို့ အမတော့ဒီဟာကို highly recommend ပေးပါတယ်အရန်သဘောကျပါတယ်ဟုတ်အရန်လာတယ်ဘောမနေ့လေးပြီးတော့ဒီညီမလေးကအရန်လည်းစိတ်ရှည်တယ်အရန်လည်းသဘောကောင်းတယ်တကယ်ဟိုထိုးတဲ့သူစိတ်တိုင်းကျလုတ်ပေးနိုင်ဖို့ဆိုတာမလွယ်ဘူးလေသိလားဟုတ်ဟုတ်တယ်မျက်နှာမှာဒီမျက်ခုံးကအသက်ပဲဆိုတော့သဘင်ပြီးရင်ဒါအသက်ပဲဆိုတော့အဲ ကိုယ့်ရဲ့မျက်နှာတစ်ခုမှာပါမန်းနဲ့ဖြစ်သွားမယ်ရေရှည်ပေါ့တော့ဖြစ်တဲ့ဟာတစ်ခုကမှားသွားရင်ဟာ၃လ၄နှစ်လောက်ကသွားရောတော့အဲ့လိုမျိုးဟာတော့အရန်ကိုဂယူးဆိုင်ရမယ်တကယ်အရန်အရေးကြီးရယ်တေချာစီစစ်ပြီးမှလဲလုတ်ပါအကယ်၍လုတ်ချင်တယ်ဆိုရင်တော့ Beauty House ကဒီညီမလေးကို highly recommend ပေးပါတယ်တချဲကျူးပါကျေးဇူးပါညီမတို့ကိုလာပြီးအားပေးလို့ရပါတယ်ကျေးဇူး ဟုတ်ကဲ့ပါဒါဟိုပါเนาะဟိုပါပဲ sponsor post မဟုတ်ပါဘူးเนาะတကယ်တကယ်ဟို truly recommend ပေးတာပါเนาะတကယ်ဟိုကိုကိုတိုင်ကိုကိုတိုင်ကစပြီးဆက်သွယ်ပြီးတော့အရန်ကြိုက်လို့ဒါလုပ်ခဲ့တာပါဟုတ်ကဲ့ကျေးဇူးပါအားလုံးဟိုကနောက်လိုအပ်တာလေးပြန်ဖြည့်ဖို့ပေါ့နော်တလနေပြန်ပြီးတော့လာဟုတ်ကဲ့ဟုတ်တလနေလို့ရှိရင်ထပ်ပြီးတော့ဘယ်လို result လေးဖြစ်မလဲဆိုတာပြန်တွေ့ပါမယ်နော်တာကျေးဇူးပါဒီလောက်တဘာဝဆန်နေမယ်လောကထင်မလားတကယ်ကိုတဘာဝဆန်ဆန်နဲ့ လောက်ထားတဲ့အတွက်ကြောင့်မလို့တသက်ရရလည်းဖြစ်နေတယ်။တဘာဝဆိုင်ရာကြောင့်မလို့အရင်လေးသိတာမနေဘူး။အဲမသိရင်ကိုယ့်ရဲ့တကယ်ပေါ့နော်။ရှိပင်ကိုမြခုံးငွေတွေအရင်ကောင်းနေပါရဲ့ပေါ့။အဲ before ကိုကြည့်လိုက်လို့ရှိရင်အရင်ကိုသိတာပါရဲ့။ဟုတ်ကဲ့။ကျေးဇူးပါ။